ကဗျာလေးတစ်ပုဒ်လောက်ရွတ်ပြခြင်းပါတယ်ကဗျာရဲ့ခေါင်းစဉ်ကိုတော့ခုံထွက်သွားတဲ့မျိုးလို့ခေါင်းစဉ်ပေးထားပါတယ်ခုံထွက်သွားတဲ့မျိုးမေ့မျောနေတဲ့မျိုးအသေးတွေကြားကမျိုးတစ်မျိုးရုန်းကန်ရင်ခုံထွက်သွားတဲ့ကိုကြားတယ်ကျိုးကိုမရမကယုံဖြတ်လို့ ရုံးကန်တန်ကိုပြုတ်လို့ဘဲသူလာပြုတ်ပြုတ်မနှုတ်ဘူးဟေးလို့ကြုံွားတယ်သူဟာရှင်တန်နေသေးကြောင်းပြတယ်ဘဲသူသဘောမှမလိုက်မြို့ဟာမငိုက်မမီးခစ်ကိုတင်းတင်းနင်းပြီးသူ့သဘောသူဆောင်ပြနေလိုက်တာရင်လိုက်တဲ့မြို့လှလိုက်တဲ့မြို့ မြို့တမြို့ခုံထွက်လာတဲ့အတန်ကိုကြားကြလားအဲ့ဒီအတန်နောက်မှာတော၆တန်တွေတန်ဘုံတီးတန်တွေညံလို့သူ့ရင်ဘတ်ထဲမြုပ်ထားတဲ့သူရဲကောင်းတွေကိုသူတစ္ဆာမပေါက်ဘူးရန်သူအမှတ်အသားနဲ့ကားတွေမြို့လမ်းပေါ်ဖြတ်တော့မြို့ဟာနာနာကျင်ကျင်ရုံးကန်ခုံထွက်တော့တာပဲ။ ရန်သူအလံကို သူကန်ထုတ်ချင်ပုံရတယ်။ရန်သူချီယာကို သူတိတ်နာပုံရတယ်။နေချက်ကိုမြို့ထိတ်ကနေခုခံခဲ့တဲ့ဘူတာစီတို့ဘိုးရွတ်တို့ရဲ့မြို့ပဲ။ဒေါ်လန်ဘီဇနဲ့တီလာကောင်းတဲ့မြို့ပဲ။လွယ်လွယ်နဲ့စပယ်တွေပွင့်ရိုးတယ်လား။မိုက်လှတဲ့မြို့ခိုက်ရတဲ့မြို့ ူမျိုးတွေကရင်းနှီးချောင်းဘေးမှာ သူရဲကောင်းတွေရဲ့ခြေရာလက်ရာတွေရှိသေးတယ်။ရေဘူးချောင်းမှာသူရဲကောင်းတွေရဲ့အမတ်တရားတွေရှိသေးတယ်။မြို့နဲ့သူရဲကောင်းဟာတသွေးတဲ့တသားတဲ့ပဲ။မြို့ဟာမကြောက်မလန့်ခုံထွက်သွားတာ။ဘာစမ်းမလဲ။မြို့ဟာသူရဲကောင်းတွေရဲ့ဓာတ်ပူကတ်ခံနေရတာကိုအင်္ဂလိပ်နဲ့ပြင်သစ်တို့အသေးအံလူခဲ့ရတဲ့မြို့ ယတနာမြို့ကဘာကျော်တဲ့မြို့ပဒံများတွင်ပေါ်ဖင်ခုထိုင်ထားတဲ့တကြွေမြို့သူ့တမိုင်းနဲ့သူ့တတိုင်းမှာပြင်ရချက်ရတစ်ချက်မရှိအောင်လှနေစေမြို့မုတ်ဆိုးသုံးယောက်နဲ့တပန်းပင်ရွာအကြောင်းရှာဖတ်ပြီးရင်မြို့တတန်းဟာ800ကျော်ခဲ့တာကိုသိရမယ်မြို့ရဲ့စကားကိုမြို့သူမြို့သားတွေနားလည်ပြီးသားပဲ မြို့သားတွေဟာရန်သူလက်ကနေသူတို့မြို့ကိုကျိုးဖြေပေးလိုက်တယ်မြို့ဟာခုံထွက်သွားပြီးမိမျောမြို့သေးတွေကိုသူ့အတန်နဲ့တက်လှမ်းလိုက်တယ်မြို့ဟာသူ့ကိုယ်သူမြို့မြင်တောင်ပေါ်ကနေတက်ကြည့်တယ်ဒေါ်နန်းကြည့်တောင်ပေါ်ကတက်ကြည့်တယ်တောင်နေကြခင်းတွေနဲ့မြူတွေနဲ့လှနေတဲ့သူ့ကိုယ်သူ လှဲ့ပတ်ကြည့်တယ်။ဖောင်တော်ဦးဖျားကိုအဝေးကနေတစ်ချက်ဖူးပြီးသူရဲကောင်းဝိယုံကိုခြုံလိုက်တယ်။ပြီးတော့မြို့ဟာတော်လန်ရေးသေးတိုးဝင်သွားတော့တယ်။မြို့ကိုမရှာနဲ့ချမ်းသာကြီးဖျားရင်ပြင်းမှရှိတတ်တယ်ဆိုပြီးလဲမရှာနဲ့ကြောက်ပြတ်တတ်ပတ်သွားတတ်တယ်ဆိုပြီးလဲမရှာနဲ့ကင်းချောင်းရေတံခွန်မှာရှိနေမလားငားရက်တစည်းမှာရှိနေမလား မရှာနဲ့ကြောက်တွင်းတွေဘက်လည်းမရှာနဲ့ကြက်ပြင်ဈေးဘက်လည်းမရှာနဲ့မြို့လေအင်းဘေးကန်ဆောင်မှာလည်းမရှာနဲ့မင်းတွေ့တဲ့မြို့ဟာမိုးစောစောချုပ်ရင်တခြားမြို့တွေထက်အေးချမ်းနေရင်ခမောက်ကိုပလက်လှန်ထားသလိုတဒံရှိရင်မြို့ကိုသွားတဲ့လမ်းဟာ ကောက်ကွေ့တဲ့လမ်းတွေကနေသွားရရင် တောင်ငားလုံးပိတ်ဖုံးကာခိုရာစကြိုလိုတောင်တွေဝိုင်းရန်ထိုင်ရင်ပဒံများနဲ့နီလာတွေပေါ်ရင်ပင်လေရေမြင့်လာပြန်အထက်အမြင့်ပေ3500ကျော်ကမြို့ကလေးဖြစ်နေရင်တေးကြတယ်မင်းခုံထွက်သွားတဲ့မြို့ကလေးကိုရှာတွေ့ပြီပေါ့တင်သူပါကျွန်တော်ရဲ့ခုံထွက်သွားတဲ့မျိုးဆိုတဲ့ကြပြာကို အဆုံးထိနားဆင်ခံစားခဲ့ကြသူအားလုံးကိုယေရှုအမြတ်ကြီးတင်ပါတယ်ခင်ဗျာ။